ကြောင်သားဟောင်းတွေးဆုံပွဲတွေမှာဖြစ်ဖြစ် Facebook ထဲကတငယ်ချင်းရဲ့ post ကိုကြည့်နေစင်မှာပဲဖြစ်ဖြစ်သူတို့ကတော့ပျော်ရွှင်အောင်မြင်လိုက်တာငါမှတော့လို့နှိုင်းရှင်မိပါသလားတငယ်သလိုခံစားရပါသလားအဲ့ဒါကမိတ်ဆွေတယောက်တည်းမဟုတ်ပါဘူးကျမတို့အားလုံးတူတူပါဒါပေမဲ့အဲ့ဒီနှိုင်းရှင်တတ်တဲ့စိတ် တိမ်ငယ်ဝမ်းနည်းသွားတဲ့စိတ်ကိုတတိမထားမိဘူးမကင်တွေ့ဘူးဆိုရင်အဲ့ဒီစိတ်ကလေးကအကျင့်ရလာပြီးအားကောင်းလာပြီးတော့ကျမတို့ရဲ့အစ်စ်အမှန်ပျော်ရွှင်မှုတွေကိုခိုးယူသွားပါလိမ့်မယ်ဒီတော့အကောင်းဆုံးဘလို့ကင်တွေ့နိုင်မလဲဆိုတာကိုအပိုင်း၅ခုနဲ့ပြောပြချင်ပါတယ်ဘာဖြစ်လို့နှိုင်းရှင်မိနေရလဲစဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ရဲ့အယံတာလွန်တဲ့သူတွေနဲ့ကျမတို့ကိုကျမတို့မနှိုင်းရှင်ပါဘူးဥပမာအမေရိကန်သမ္မတနဲ့ ဟေးတမရကြီးရဲ့ဘဝကတော့ခံထားလိုက်တာငါမှာတော့လို့မစင်စားမိပါဘူးဟုတ်တယ်မလားအဲ့လိုပဲကုသိုလ်ကံမကောင်းလို့ကျမတို့တည်းအရန်နှင်းကြတဲ့တောင်ရန်စားတောက်နေတဲ့သူတွေနဲ့ရောကျမတို့ကိုကျမတို့နှိုင်းရှင်ဖို့ပါသလားဥပမာလမ်းဘေးကတရောင်စားတယောက်ကိုမြင်တဲ့အခါသူနဲ့ရှင်ရင်ငါဘဝကြီးကခံထားလိုက်တာဆိုတာမျိုးလीကျမတို့အဲ့လိုမျိုးကိုယ်တည်းအရန်နှိမ့်တဲ့လူနေတယ်ကျမတို့ကိုကျမတို့မနှိုင်းရှင်ပါဘူးဒီတော့ ကျမတို့ကိုကျမတို့ဘယ်သူတွေနဲ့နှိုင်းရှင်နေတာပါလဲတိုင်းတာနေတာပါလဲကိုနဲ့အတူတူပဲမတိမ်မရင်တအုပ်စုတယ်လို့သတ်မှတ်ထားတဲ့သူတွေနဲ့ကျမတို့ကိုကျမတို့နှိုင်းရှင်ပါတယ်ဥပမာညီကိုမောင်နှမတွေအထက်တန်းကျောင်းတုန်းကတငယ်ချင်းတွေတက္ကသိုလ်ကတငယ်ချင်းတွေလုတ်ဖော်ကင်ဘက်တီစသဖြင့်ပေါ့ဒီတော့စိတ်ထဲကနေလေ့ကျင့်ခန်းတစ်ခုကိုလုပ်ကြည့်စီခြင်းပါတယ်ကိုစိတ်ထဲမှာအခုတလောနှိုင်းရှင်မိနေတဲ့သူတယောက်ကိုစိတ်ထဲမှာရွေးလိုက်ပါပြီးတော့ အဲ့ဒီလူနဲ့မိတ်ဆွေကအကုန်တူပါသလားစဉ်းစားကြည့်စီခြင်းပါတယ်။တင်စ조사လျှောက်ခဲ့တဲ့ဘဝခရီးတင်ကိုယ်တိုင်ဂုံယူတဲ့အောင်မြင်မှုတွေလဲကြခဲ့တာတွေပြန်ထခဲ့တာတွေရခဲ့တဲ့သင်ခန်းစာတွေတင့်မှာရှိတဲ့အားလုံးသူ့မှာရှိပါသလား။သူနဲ့တင်ကအကုန်တူပါသလားစဉ်းစားကြည့်စီခြင်းပါတယ်။ပိုဆိုးတာကကျမတို့ကအဲ့ဒီလူတူးတဲ့နဲ့ကိုကိုကိုနှိုင်းရှင်နေတာတောင်မဟုတ်ပါဘူးအဲ့ဒီလူရဲ့ငွေကြေးချမ်းသာမှုနဲ့ ိုလူရဲ့အိမ်တော်ကြီးအဆင်ပြေမှုနဲ့နောက်လူရဲ့ရုပ်ဖြောင်းမှုနဲ့အဲ့လိုမျိုး လူတအူးချင်းစီကအကောင်းဆုံးလို့ကိုမြင်တဲ့အချက်တွေနဲ့ကိုတယောက်တည်းနဲ့နှိုင်းရှင်နေမိတာဖြစ်ပါတယ်။ပိုဆိုးတာကသူတို့ကျမတို့ကိုပြတဲ့အရာတွေကသူတို့ရဲ့တကယ့်ဘဝလဲဟုတ်မနေတာပါပဲ။သူတို့ပြချင်တာလေးကိုပဲမိမောင်းထိုးပြတဲ့အရာတွေနဲ့ကျမတို့ကိုကျမတို့ဘဖြစ်လို့နှိုင်းရှင်နေမိကြတာပါလေ။နိုင်ရှင်တော့ဘာဖြစ်လဲ တိုင်းရှင်မှုလုပ်တဲ့အခါကျမတို့အားလုံးကိုယ့်ရဲ့သားတဲ့သူအပေါ်ကလူနဲ့နှိုင်းသလိုကိုယ့်ရဲ့နေနေတဲ့သူအောက်ကလူနဲ့လည်းနှိုင်းကြပါလေကိုယ့်ရဲ့သားတဲ့လူနဲ့ကိုကိုကိုနှိုင်းတော့စိတ်တက်ကြတာပေါ့ငါကသူ့လောက်ဘာဖြစ်လို့မဖြစ်တာလဲပေါ့တယောက်တည်းသိငေးတွေဝမ်းနေတွေဒီတော့ကိုလောက်မဖြစ်မြောက်သေးတဲ့သူကိုအောက်ကလူနဲ့နှိုင်းရင်ရောငါကတော့တော်တော်ဟုတ်နေပြီဒီကောင်တော်တော်ညံ့တာဆိုပြီးတော့ကိုကိုကိုပို့ပြီးတိုးတက်အောင်မလုပ်နိုင်မဖြစ်နိုင်ပါလေ သိဟုတ်နေပြီလို့ထင်သွားမိတာမျိုးပေါ့ဒီနေရာမှာအကောင်းဆုံးဥပမာကကျမတို့အပြေးပြိုင်ရတဲ့အခါကို့ပြေးလန်းကိုကိုအာယုံစိုက်ပြီးမပြေးပဲဘေးကလူကိုကြည့်ပြီးပြေးမယ်ဆိုရင်ကျမတို့ချော်လဲမှာပဲပေါ့ဒီတော့ကို့ပြေးလန်းကိုကိုအာယုံစိုက်မှအောင်မြင်မှုပျော်ရွှင်မှုရမှာလို့သတိရစေချင်ပါတယ်စိတ်ကိုဘယ်လိုလေ့ကျင့်ရမလဲကို့ထက်မြင်တဲ့သူနဲ့စိတ်ထဲနှိုင်းရှင်ပြီးတဲ့အခါသူဒီလိုဒီနေရာကိုရောက်ဖို့ဘယ်လိုစူးစမ်းအားထုတ်မှုတွေလုပ်ခဲ့တာလဲ အဲ့လိုစူးစမ်းအထောက်အမှုမျိုးလုပ်ရင်ကျမတို့လည်းသူ့နေရာကိုရောက်နိုင်နေ ဖြစ်နိုင်နေဆိုတဲ့ဖြစ်နိုင်ခြေကိုကြည့်စေချင်ပါတယ်။အော်ဒီလိုလုပ်ရင်ဒီလိုအောင်မြင်နိုင်တာကိုဆိုတဲ့ဖြစ်နိုင်ခြေကိုကြည့်စေချင်ပါတယ်။အဲ့ဒီအခါစိတ်အားတက်ကြွပါတယ်။နောက်တစ်မျိုးကကြတော့သူ့ရဲ့စူးစမ်းအထောက်အမှုတွေကိုမြင်သွားတဲ့အခါကိုယ်သူ့လိုတကယ်မလုံနိုင်ဘူးမလုံချင်ဘူးလို့နားလေသွားတာမျိုးတွေဖြစ်နိုင်ပါတယ်ပြောလို့ရှိတဲ့ဥပမာတစ်ခုကတစ်ချိန်လုံးက Golf Fight ရဲ့ Champion Tiger Woods က တရက်ကိုခေါက်သီးအချက်ပေါင်းတထောင်ရိုက်တယ်ဆိုတာကိုသိရတော့ခေါက်သီးချံပြည်ရန်တော့မဖြစ်ချင်တော့ပါဘူးဆိုတာမျိုးပေါ့ဒီတော့ကိုရဲ့မြင့်နေသူတားတဲ့သူတွေနဲ့နှိုင်းရှင်တဲ့အခါသူတို့ရဲ့စ조사အားထုတ်မှုတွေကိုလည်းထည့်သွင်းကြည့်စီလိုပါတယ်ကိုရဲ့နေနေသေးတဲ့သူနဲ့နှိုင်းရှင်မိတဲ့အခါသူကြည်စံအခုမှဒီအထိပဲရောက်သေးတယ်ဆိုတာမျိုးသူများကိုနှိမ့်ချပြီးကိုမန်တက်မဲ့အစားလျှောက်ခဲ့တဲ့ခီးလန်းချင်းဟာတူတယ်ဆိုရင်ကူနိုင်သလောက်ကူလိုက်တာက စိတ်ချမ်းသာရပါတယ်။နောက်ပြီးတော့အဲ့ဒါကယဉ်ညင်းမြုံနံမှုတစ်ခုလည်းဖြစ်ပါတယ်။တချိန်မှာသူကကိုယ့်ရဲ့အောင်မြင်သွားတဲ့လူလေးဖြစ်နိုင်တာမို့ကိုကပြန်အကူအညီလိုတာမျိုးလေးဘဝမှာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့နေနေသူနဲ့ရှင်တဲ့အခါမန်မတက်ပါနဲ့၊ကူညီနိုင်ရင်ကူညီလိုက်ပါ၊စွဲတင်လိုက်ပါ။နိုင်ရှင်ချင်းတွေကလොမြောက်ဖို့လက်တွေလုံနိုင်တဲ့အဆင့်တွေကဘာတွေပါလဲအဆင့်၄ခုလုံနိုင်ပါတယ်ပထမအဆင့်ကကျေးဇူးတင်ပါဂုဏ်ယူပါ ကိုယ့်ရဲ့ အာတာချက်တွေအောင်မြင်မှုတွေကံကောင်းမှုတွေကိုတေချာစဉ်းစားပြီးစာအုပ်ထဲမှာဖြစ်ဖြစ် ကိုယ်ဖုန်းရဲ့ notepad ထဲမှာဖြစ်ဖြစ်ချရေးထားပါ အခုလက်ရှိကိုစူးစားအကောင့်တွေပေါ်နေတဲ့အရာတွေနဲ့ကိုသွားမဲ့ပန်းနိုင်ကိုလည်းချရေးထားပါပြီးတော့အဲ့ဒါကိုမကြာခဏပြန်ဖတ်ပါ ကံကောင်းမှုတွေအတွက်ကျေးဇူးတင်ပါအောင်မြင်အောင်လုပ်ခဲ့တာတွေအတွက်ကိုကိုကိုဂုဏ်ယူပါ ဒီလိုလောက်တာက သူများကိုပဲအပြင်ကိုပဲကြည့်နေရကနေကိုကိုကိုအတွင်းကို ပြန်ကြည့်ဖို့လေ့ကျင့်တာဖြစ်ပါတယ်။ဒီနေရာမှာအသုံးမင်တာကဂျာနယ်ရေးတာပါ။ဂျာနယ်ရေးနည်းနဲ့သူ့ရဲ့အကျိုးကိုပြောပြထားတဲ့ဗီဒီယိုလေးတစ်ခုလုပ်ခဲ့ပူပါတယ်။ကြည့်လို့တဲ့သူတွေအတွက်ဒီဗီဒီယိုရဲ့အဆုံးမှာ link ကိုထည့်ထားပါမယ်။အစစ်နှစ်ကနှိုင်းရှင်မိစေတဲ့အရာတွေကို short ချပါ ဥပမာ social media ကြည့်တာ facebook ကြည့်တာက ကိုယ်စိတ်ထဲနှိုင်းယှဉ်မှုတွေပုံများနေသလိုဖြစ်ရင်အဲ့ဒီ social media တုံးတဲ့အချိန်ကို short ချလိုက်ပါကိုယ့်ကိုတကယ်စိတ်ခွန်အားပေးတဲ့နားလေတဲ့တငယ်ချင်းတွေနဲ့မဟုတ်ဘဲကြောင်သားဟောင်းတွေ့ဆုံပွဲလိုလူတွေအများကြီးအပြိုင်ဆိုင်ကြွားဝါကြတဲ့ပွဲတွေကိုသွားရတာမပျော်ရွှင်ရင်မသွားပါနဲ့အဲ့ဒီအစားကိုတကယ်ပျော်ရွှင်မဲ့အခြားအရာကိုလုပ်နိုင်ပါတယ်အဆင့်၃က ိုဖြစ်ချင်တဲ့ရည်ရွယ်ချက်အတွက်အစီအစဉ်ဆွဲပါအကောင့်ထည့်ဖို့ပါကိုတကယ်ဖြစ်လို့တဲ့လူဖြစ်လာဖို့အတွက်လှုပ်ချင်တဲ့အလုပ်နဲ့အသက်မဝန်းကျောင်းနိုင်ဖို့အတွက်အစီအစဉ်ဆွဲပါထက်မှန်တင်ကြားရမယ့်အတတ်ပညာရှိတယ်ဆိုရင်တင်ကြားပါကိုကိုကိုအာယုံစိုက်ပြီးအကောင့်ထည့်ဖို့ပါကျမရဲ့ဥပမာကိုပြောပြကြည့်ရမယ်ဆိုရင်ကျမကအရင်တုန်းကနိုင်ငံသားကုမ္ပဏီကြီးတွေမှာပြည်ပတိုင်းပြည်တွေမှာအလုပ်လုပ်ခဲ့ပူပါတယ်ဝင်ငွေကောင်းတယ်လို့စိတ်ဖြစ်စည်းမှုကလည်းအများကြီးပေါ့ နောက်တော့အလောက်ကစောစောနာတော့ဒီ YouTube channel လေးကိုလုတ်တဲ့အခါမတိတာတွေကအများကြီးမို့ကိုပါကိုလေးလာရင်တိသမျှကိုဝေမျှရင်းနဲ့ကိုကိုကို ပို့ပြီးအာယုံဆိုင်မိလာပါလေကိုပြေးလန်းကိုပဲကိုအာယုံဆိုင်ကြည့်ပြီးပြေးတဲ့လူ ဖြစ်လာပါလေဒီတော့ကျမပို့ပြီးပျော်ရှင်လာပါလေကျမတို့ကိုတကယ်ပျော်ရှင်စေတာက growth တိုးတက်မှုပါအဆင့်၄ကအောင်မြင်မှုအတွက်ဆင်နွှဲဖို့ပါ ကိုကိုကိုအာယုံဆိုင်ပြီးကိုရည်ရွယ်ချက်ကိုအကောင့်ထဲပေါ်နေတဲ့ခရီးလမ်းတစ်လျှောက်မှာတဆင့်ချင်းတဆင့်ချင်းပြီးမြောက်သွားတဲ့မှတ်တိုင်လေးတွေမှာအော်ငါဒီစစ်စင်တော့ပြီးသွားပြီရမ်းတော်တယ်ဆိုဆိုပြီးတော့ချီချူပါနောက်တဆင့်ရောက်တဲ့အခါမှာလဲအော်ငါဒုတိယအဆင့်ပြီးသွားပြီအရမ်းတော်တယ်ဆိုပြီးတော့ကိုကိုကိုအတိမတ်ပြုပါအောင်မြင်မှုကိုဆင်နွှဲပါအဲ့အချက်ကအရန်အရေးကြီးပါတယ်ကျမတို့တဆင့်ချင်းတဆင့်ချင်းပြီးမြောက်သွားတဲ့အောင်မြင်မှုတသေးလေးတွေမှာမပျော်ရွှင်ဘူးဆိုရင်နောက်ဆုံးအလုံးစုံပြီးမြောက်သွားတော့မှ ျော့မယ်ဆိုရင်ကျမတို့သွားတဲ့ခရီးလမ်းတစ်လျှောက်မှာ မပျော်ရွှင်ရတော့ဘူးပေါ့ပိုဆိုးတာကအားကုန်သွားတတ်တာပါပဲ။အော်ဒီတစ်ဆင့်ပြီးတော့နောက်တစ်ဆင့်နောက်တစ်ဆင့်ပြီးတော့နောက်တစ်ဆင့်မရောက်နိုင်တော့ဘူးလားလို့စိတ်သက်လေကြာနိုင်ပါတယ်။ကျမ YouTube လုပ်တဲ့ဥပမာလေးကိုပြောကြည့်ရမယ်ဆိုရင်ကျမ YouTube လုပ်တော့ပထမဆုံး subscriber 1000ပြည့်ရမယ်ဆိုပါတယ်။ အဲ့ဒီအတွက်ကျွန်မ subscriber တထောင်ပြည့်ဖို့ကြိုးစားပါတယ်။ရောက်သွားတော့ကြီးစုတဲ့နိုင်ရီပေါင်း၄၀၀၀ပြည့်ရမယ်လို့ပြောပါတယ်။အဲ့ဒါကြောင့်ကြီးစုတဲ့နိုင်ရီပေါင်း၄၀၀၀ပြည့်ဖို့ကျွန်မကြိုးစားပါတယ်။ရောက်သွားတဲ့အခါကျတော့ဒီ channel လေးကိုငွေဝင်တဲ့ channel အဖြစ်လျှောက်ထားပါမယ်တဲ့။အဲ့တော့ YouTube ကိုလျှောက်ထားတယ်။လျှောက်ထားတော့အောင်မြင်သွားပါတယ်။ဒီခါအောင်မြင်သွားတော့ကြတော့ဒီ channel လေးကိုဆက်ပြီးတော့ငွေဝင်တဲ့ channel လေးဖြစ်ဖို့အတွက်ကျွန်မ video တွေကိုဆက်ပြီးတော့တင်ရပါမယ်။ အဲ့ဒီအချိန်မှာကျမမောတယ်လို့ခံစားရပါတယ်ဆက်မလုတ်ချင်တော့ဘူးလို့ခံစားရပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျမကကျမရောက်ခဲ့တဲ့အောင်မြင်မှုတိတိလေးတွေမှာပျော်ရွှင်မှုအတိအမှတ်ပြုဖို့ပြတ်ခွက်ခဲ့တဲ့အတွက်ဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကတင်အကောင့်တဲ့ပေါ်နေတဲ့ရည်ရွယ်ချက်ကိုသွားတဲ့လမ်းတစ်လျှောက်မှာတဆင့်ချင်းတဆင့်ချင်းအောင်မြင်မှုမှတ်တိုင်ကလေးတွေမှာမပြတ်မကွက်ပျော်ရွှင်မှာအောင်မြင်မှုကိုဆင်နွှဲပါနောက်ဆုံးအပိုင်း၅က ကိုဘဝလမ်းကိုပိုင်ပိုင်နိုင်နိုင်ရှောက်လန်းပြီးပျော့ပျော့ရွှင်ရွှင်နေခြင်းဖြစ်ပါတယ်။ဘဝကိုတကယ်ပြပြဝဝနေမယ်ဆိုရင်ကိုရည်ရွယ်တာကိုဖြစ်ချင်တာကိုရဲရဲရင့်ရင့်အကောင့်ထဲပေါ်ပြီးရှောက်လန်းသွားတာဖြစ်ပါတယ်။သူများတွေကိုငေးကြည့်ရင်အချိန်ကုန်မခံမဲနဲ့ပေါ့။လူတယောက်ချင်းရဲ့ဘဝနာရီနဲ့အချိန်စရာကလည်းမတူညီကြပါဘူး။တချို့ကစောစောစနိုင်ပြီးတချို့ကတော့နောက်ကျမှစနိုင်တာမျိုးလည်းရှိပါတယ်။ဒါပေမဲ့အဲ့ဒါတွေကအရေးမကြီးပါဘူး။ တကယ်အရေးကြီးတာပါလဲဆိုတော့သင်ဟာတခြားသူတယောက်အတွက်မဟုတ်ဘဲကိုယ့်ရဲ့ဘဝအတွက်ကိုကိုယ်တိုင်တက်တက်ကြွကြွပါဝင်ဖို့ပါပဲတခြားသူတွေနဲ့ကိုကိုကိုရှင်ပြီးအကဲဖြတ်တာကိုရပ်တန့်လိုက်တဲ့အခါကျမှပဲသင်ဟာသင်ရဲ့ခရီးလမ်းမှာရှိနေတဲ့တကယ်အလှတရားတွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်ညီကုန်းချုပ်အနေနဲ့နိုင်ရှင်ချင်းဟာကျမတို့ရဲ့ပျော်ရွှင်ခြင်းတွေကိုခိုးယူပြီးကိုကိုကိုနားလေလက်ခံလိုက်တဲ့အခါမှလွတ်လပ်ခြင်းကိုရမှာဖြစ်တယ်ဆိုတာကိုအမှန်ရရှိချင်ပါတယ် ။တင်ဖြစ်လို့တဲ့အရာအကောင့်ထဲပေါ်စူးစမ်းနေတဲ့အရာတင်ကျေစုတင်တဲ့နဲ့ပိုင်ဆိုင်ထားတဲ့ကံကောင်းခြင်းတွေတင့်ရဲ့အောင်မြင်မှုတွေကိုအာယုံစိုက်ပြီးပြေဝပျော်ရွှင်စွာနေပါ။ဒီဗီဒီယိုလေးကြောင့်မိတ်ဆွေဟာဘဝကိုပြပြဝဝပျပျရွှင်ရွှင်နေသွားနိုင်တဲ့သူတူဖြစ်လာမယ်လို့ယုံကြည်ပါတယ်။တန်ဖိုးရှိတဲ့အကြောင်းအရာမျိုးစုံကိုပြောပြဖို့စူးစမ်းမှာဖြစ်တဲ့အတွက်ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင် နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါတယ်။ အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်